Minglawa, I'm your teacher Emerald. Today I'm going to teach you Grade English Unit 3 zero. Okay, you can pronounce 0 or 0 as you like. ။အဲဒါတို့တမီးတို့0လို့ပဲတန်ထွဲထွဲ0လို့ပဲတန်ထွဲထွဲကြိုက်တလို့ထွက်လို့ရပါတယ်။0ဆိုတာကတော့ English pronunciation ဖြစ်ပြီးတော့0ကတော့ American pronunciation ဖြစ်ပါတယ်။ အဲ့တော့ in unit 3 unit 3မှာဆိုရင်အဲတာလို့သမီးတို့အရင်နဲ့ကိန်းကနန်းနေရဖြစ်ပေါ်လာပုံအကြောင်းကိုလည်းသင်ကြားရမှာဖြစ်ပါတယ်ဒီလာသိရှိရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ grammar အနေနဲ့အကြတော့ subject အကြောင်းနဲ့ predicate အကြောင်းကိုလည်းဒီနေ့တကြားသင်ယူရမှာဖြစ်ပါတယ်ပြီးရင် grammar pattern အနေနဲ့တာလို့သမီးနဲ့ either or neither nor either or လို့လည်းတန်ထွက်လို့ရတယ် neither nor လို့လည်းတန်ထွက်လို့ရတယ်ဒါကိုသင်ကြားရမှာဖြစ်ပါတယ် listening အပိုင်းနဲ့ပတ်သက်ပြီးတော့သားတို့သမီးတို့အနေနဲ့ကမ္ဘာပေါ်မှာရှိတဲ့ women inventors day ရဲ့အကြောင်းအမျိုးသမီးတီထွင်တဲ့သူတွေရဲ့အကြောင်းကိုလေ့လာသင်ကြားရမှာဖြစ်ပါတယ် okay unit 3 0 okay now please uh, answer the following questions အဲ့တော့သားတို့သမီးတို့ဒီမေးခွန်းလေးဖြည့်ကြည့်လိုက်အောင် where do you find zero zero ကိုဘယ်မှာရှာဖွေတွေ့ရှိနိုင်တယ်လဲ တော့ when you heard about the zero zero နဲ့ပတ်သက်ပြီးတော့ကြားလိုက်တဲ့အခါမှာ how do you feel ဘလို့ခံစားရလဲ do you like zero or not အဲ့တော့တမီးတို့အနေနဲ့0ကိုကြိုက်လားမကြိုက်ဘူးလား Okay think about เนาะစဉ်းစားကြည့်လိုက်အောင် For me I like 0အတီချဲကတော့0ကိုအရင်ကြိုက်တယ် Okay, I will explain why I like zero or ဒီချက်ရှင်းပြမယ် in the passage ဒီစာပိုက်ထဲမှာဆိုလို့ရှိရင်ဒီချက်အနေနဲ့ဘာကြောင့် zero ကိုကြိုက်ရတယ်ဆိုတဲ့ဟာကိုရှင်းပြသွားမှာဖြစ်ပါတယ် Okay The second question is that how useful is zero in our life အဲ့ဒီ zero ရဲ့ဘဝတွေမှာတုံညကဘလောက်တောင်အရေးပါနေတယ်လဲနော်တုံညကအရေးပါသလားအရေးမပါဘူးလား Okay, let's think about what do you think life would be like today without zero? အဲ zero မရှိဘူးဆိုလို့ရှိရင်ဒီနေ့เนาะဒီချယ်တို့ရဲ့ဘဝကြီးอ่ะဘာတွေများဖြစ်ပြသွားနိုင်တယ်လဲ။เนาะဒီချယ်တို့စဉ်းစားကြည့်လိုက်ရအောင်။အဲ if you didn't get an answer, okay, let's try to the passage. အဖြေမြရလဲကိစ္စမရှိဘူးเนาะဒီချယ်တို့စာပိုက်ကြီးကိုလေ့လာကြည့်လိုက်ရအောင်။ Now, before reading the passage, please listen the native speaker song about the passage. အဒီစာပိုင်းနဲ့ပတ်သက်ပြီးတော့ native speaker ရဲ့ pronunciation ကိုစာမဖတ်ခင်မှာတစ်ချိန်တော့အရင်ဆုံးနားထောင်နိုင်ကြည့်မယ်။ After that, you need to read the passage, the whole passage the first time. အဲ့အဲ့နောက်မှာတအားတို့မိတို့ဒီစာပိုင်းကြီးကိုပထမဆုံးချိန်ဖတ်ကြည့်မယ်။ Okay, let's listen about the native speaker song. Unit 30 To write an English word, short or long, we use the 26 letters, A to Z, of the English alphabet as required. Okay. เออดีที่ข้าเราดีเชื่อรู้เนาะสาวไปกับพับอยู่เนาะภาษาเปลี่ยนจีไรอ่ะอ๋อ uh, or the English alphabet as required. uh, to write an english word အင်္ဂလိပ်စကားလုံးတွေရေးဖို့အတွက်ဆိုလို့ရှိရင်တော့ short or long စကားလုံးတူတူလေးတွေကိုရေးတာပဲဖြစ်ဖြစ်စကားလုံးရှိရှိကို we english letter လေးတွေ26 letter ရှိတယ်အင်္ဂလိပ်စကားလုံး26လုံးရှိတယ်အဲ့ဒီ26လုံးကိုအသုံးပြရပါတယ် all the english alphabets as required english alphabets ဆိုတာကတော့ english အက္ခရာ as required ဆိုတာလိုအပ်ပါတယ် အဲ့တော့ဒီချေရောစာရေးရေးမယ်စကားလုံးတွေရေးမယ် English စကားလုံးတွေရေးမယ်ဆိုရင်အဲ့တော့26 alphabet လို့ခေါ်တယ်အက္ခရာ26လုံးတွေဒီချေရောစာရေးစားရပါတယ် To write a number small or big we use the Arabic numerals 0 1 2 3 4 5 6 7 8 and 9 as required အဲ့တော့ teacher တို့အနေနဲ့ to write a number number တွေလေးတော့မယ်ကိန်းကနန်းနေရေးမယ်ဆိုလို့ရှိရင် small or big ကိန်းကနန်းကြီးတာလေးကိုပဲရေးတာပဲဖြစ်ဖြစ်ကိန်းကနန်းငယ်တာကိုရေးတာပဲဖြစ်ဖြစ် we use the arabic numeral arabic ကိန်းကနန်းတွေကိုအသုံးပြုရတယ်အဲ့တော့ arabic ကိန်းကနန်းတွေကဘာကြီးလဲဆိုလို့ရှိရင်0ကနေစပြီးတော့39 1 2 3 4 5 6 9 10ဆိုတဲ့စကားလုံးကြီးရေးဖို့လိုအပ်ပါတယ် the first of those is 0 the word zero means nothing. Yet, is this essential in counting and calculating? The first of those, those ra ka ko kuna ka ba o pyan nyun na le so yin Arabic numerals ko pyan nyun ne. No Arabic i kain kanan ni ye patama au thong asa sa kin long a ba le so yin tong nya be phit par de. No. A lo zero ye deibya ba le chi chi a. The word zero means nothing. Yet is is essential in counting and calculation အရောတောင်ရရဲ့အဓိပ္ပာယ်ကတော့ဘာမှမရှိဘူးဒါပေမဲ့လေ is is essential မရှိမဖြစ်လိုအပ်တယ် in counting အရောကိန်းဂဏန်းတွေရွတ်တဲ့အခါမှာပဲဖြစ်ဖြစ် and calculation ကဏ္ဍတွေတွက်ချက်တဲ့အခါမှာပဲဖြစ်ဖြစ်တောင်ရကတော့မရှိမဖြစ်ကိုအရေးပါပါတယ်အဲ့တော့ဒီစာပိုက်ထဲမှာပါတဲ့ do ဆိုတဲ့စကားလုံးဒီဘာကို refer ပြန်လုပ်တာလဲဆိုရင် Arabic numerals Arabic ကိန်းဂဏန်းတွေကို refer လုပ်တာပဲဖြစ်ပါတယ် တော့ firstly because we have zero we do not need a special numeral for 10 we just write 1 0အဲ့ပရမအောင်ပြောရမယ်ဆိုရင်အဲဒီချက်တော့မှာတုံညာရှိနေတယ်တုံညာဆိုတဲ့ကိန်းငန်းလေးဝိုင်းဝိုင်းလေးရှိနေတာဖြစ်တဲ့အတွက် we do not need a special numeral အဲ့ထပ်ပြီးတော့အတိအထုကနန်းတွေမလိုပါဘူးဘယ်ကနန်းကိုရေးတဲ့အခါမှာလဲဆိုရင်10ကိုရေးတဲ့အခါမှာအဲ့တော့ we just write 1 ဘာလေးနဲ့ရေးလိုက်ရုံနဲ့ဆိုရင်1နဲ့0နဲ့ပေါင်းပြီးရေးလိုက်ရုံပဲ30အတွက်သီးသန့်ခဏတစ်ခုထပ်ရှာစီရမလိုတော့ပါဘူးတဲ့ဒါကတော့0ရဲ့ပထမအောင်ဆုံးအသုံးဝင်တဲ့အချက်လေးဖြစ်ပါတယ် for 100 we just add one more 0 and write 100အဲ့တော့100ရေးဖို့ဆိုလို့ရှိရင်လည်းခုနက30ရဲ့နောက်မှာ300လေးတစ်လုံးထပ်ထည့်လိုက်ရုံပဲအဲ့နောက်ထပ်100အတွက်ကိန်းကိန်းနဲ့တစ်ခုရှာစီရမလို့တော့300လေးတစ်လုံးကိုထပ်ထည့်လိုက်ရုံပဲ for 1000 တော့တထောင်အတွက်လည်းဒီလိုပဲ we add another zero နောက်ထပ်၃လေးတလုံးထပ်ထည့်လိုက်မယ် and write 1000အဲ့တထောင်ရေးဖို့အတွက်တုံညာလေးတလုံးထည့်ထည့်လိုက်ရုံပဲအဲဆိုလိုတဲ့သဘောကတထောင်ဆိုပြီးတော့ကိန်းကိန်းနဲ့အစ်စ်ကိုတချေတော့လိုက်ရှာစရာမလိုတော့ပါဘူးဟုတ်တယ် thus in a sense zero means 10 times of a number အဲ့ဒါကြောင့်မလို့တနည်းအားဖြင့်ပြောရမယ်ဆိုရင်တုံညာရဲ့အဓိပ္ပာယ်ကဂဏန်းတစ်ခုရဲ့10ဆ10ခါလို့သတ်မှတ်လို့ရပါတယ် after all ကုန်ကုန်ပြောရမယ်ဆိုရင်10 means 110 times တစ်ဆယ်ရဲ့အထိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်တစ်ကဲ10ချိန်เนาะတစ်ကဲ10ချိန်တစ်ကဲ10ကားလို့သတ်မှတ်လို့ရတယ်20 means 210 times အဲ့တော့20ရဲ့အထိပ္ပာယ်ကဆိုလို့ရှိရင်နှစ်ကဲ10ကားဖြစ်ပါတယ်100 means 10 10 times အဲ့တော့ တရားရဲ့အဓိပ္ပာယ်အရဆိုလို့ရှိရင်တော့30ရဲ့10ကျင်ဖြစ်ပါတယ် and 1000 means 110 times အဲ့တော့1000ရဲ့အဓိပ္ပာယ်ပါလဲဆိုလို့ရှိရင်တရား10က100ရဲ့10စားဖြစ်တယ် and so on နော်ဆက်လက်ပြီးတော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့1000ဆိုလို့ရှိရင်လည်း1000ရဲ့10စားအဲအဲ့လိုမျိုးသွားလို့ရပါတယ်ပြောလို့ရပါတယ် okay now let's try using roman numerals US see that the tax would no longer be a straightforward အဲ့တော့နော်ဒီချေတို့ဘယ် numeral လေးတို့ဟိုနော်လေးလာကြည့်အောင်လဲဆိုရင် roman numerals နော်အဲ့တော့ရောမကင်းကနန်းလေးတို့ဒီချေတို့လေးလာကြည့်အောင်အဲ့တော့ us son see that နော်အဲ့တော့တအားသမီးတို့မြင်ရလိမ့်မယ်အဲ့တော့ဒီရောမကင်းကနန်းကိုလေးလာတဲ့အခါမှာရိုးရိုးရှင်းရှင်းနဲ့နော်လွယ်လွယ်ကူကူမဟုတ်ဘူးဆိုတာကိုတအားသမီးတို့တွေ့ရပါလိမ့်မယ် so in here straightforward mean as a plain or simple a straightforward အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်ရိုးရှင်းရှင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ် okay now let's try to the roman numerals အဲ့ဒီချက် roman numerals ကိုလေ့လာကြည့်အောင်အဲ့တော့တအားတို့မျိုးမှတ်ထားရမှာကရောမကိန်းကနေမှာဆိုရင်အမျိုးအစားခွနဲ့မျိုးပဲရှိတယ် ်နော်အဲ့တော့ပြန်ပြောမယ်ရောမကိန်းကနန်းမှာဆိုလို့ရှိရင်အမျိုးအစား9မျိုးရှိတယ်အဲ့တော့ကြည့်ကြည့်အောင် the roman numerals as we know are i v x l c d n m အဲ့တော့ဒီမှာပြောပြထားတဲ့ရောမကိန်းကနန်းဒီ9မျိုးရှိတယ်ဒီနံပါတ်1က i v x l c d n m m ဆိုပြီးတော့ရှိပါတယ် တော့ဘာဘလို့အဓိပ္ပာယ်ရလဲဆိုလို့ရှိရင် i ရဲ့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်1ကိုအဓိပ္ပာယ်ရတယ်အဲ့တော့ v ရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင် file လို့အဓိပ္ပာယ်ရပြီးတော့ s ကတော့ term လို့အဓိပ္ပာယ်ရတယ် l ရဲ့အဓိပ္ပာယ်ကကြတော့50နော်90လို့အဓိပ္ပာယ်ရပြီးတော့ c ရဲ့အဓိပ္ပာယ်ကတော့100ဖြစ်တယ် d ရဲ့အဓိပ္ပာယ်ကတော့အာ500 500ဖြစ်ပြီးတော့ M ရဲ့အဓိပ္ပာယ်ကတော့1000ဖြစ်တယ်။ရောမကဏန်းကိုကြည့်လိုက်လို့ရှိရင်သူကတော့9မျိုးရှိပြီးတော့သူ့ရဲ့ကိန်းကဏန်းအတိအသီးမှာကိုပိုင်အဓိပ္ပာယ်ကြီးရှိပါတယ်။အဲ့တော့ပြန်ပြောမယ် I D 1 V D 5 X D 10ဖြစ်တယ်။ L ကတော့50 C ကတော့100 D ကတော့500နဲ့ M ကတော့1000ပဲဖြစ်ပါတယ်။ there is no zero at all အဲ့ဒီချက်တို့ဒီမှာကြည့်လိုက်လို့ရှိရင်ဒီခုနှစ်လုံးထဲမှာတုံညဆိုတာမပါဘူး thus ဒါကြောင့်မလို့ when we write to zero เนาะတုံညကိုရေးချင်တဲ့အခါကျရင်ဘယ်လိုရေးရလဲဆိုလို့ရှိရင် tank is s တဆယ်ဆိုလို့ရှိရင် s လို့ရေးတယ်အဲ့20ကိုရေးမယ်ဆိုရင်20 is ss အဲ့20ရေးမယ်ဆိုရင် ss ဆိုတော့ s နှလုံးရေးပြရတယ် and 30 is sss အဲ့တော့30ကိုရေးမယ်ဆိုရင်တော့ S က3လုံးဖြစ်ပြီးတော့40ကိုရေးတဲ့အခါမှာတော့နော်အဲ SSSS or XL အဲ့တော့ S 4လုံးရေးတာပေါ့ S 4လုံးရေးတာမျိုးဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင် SL လို့ဆိုပြီးတော့ရေးလာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်အရဆိုလို့ရှိရင် meaning 10 less than 50အဲ့တော့50ထဲသူကမလုပ်တာလဲဆိုလို့ရှိရင်အဲ30ရော့တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ရေးတဲ့အခါမှာ၃ညမရှိတဲ့အခါကျတော့ L ကခုနကပြောပြီးသား50 အဲ့တော့90တွေက10ရော့တဲ့အခါရော့တဲ့ကိန်းကနန်းကိုရှေ့မှာရေးတယ်တိုးတဲ့ကိန်းကနန်းကိုနောက်မှာရေးတယ်အဲ့တော့40ကိုရေးတဲ့အခါမှာဘယ်လိုရေးရလဲဆိုရင် L ကိုအရေးရေးတယ်နောက်မှာရော့တဲ့10ကနန်းရော့တာဖြစ်တဲ့အတွက် S ကို L ရဲ့ရှေ့မှာရေးပါတယ်ဒါဆိုလို့ရှိရင်40 means က50 minus 10ပေါ့90တွေက10အောင်လုပ်လိမ့်မယ်အဲ့တော့ဆိုရင်10ပေါ့အဲ10ကိုပေါင်းမယ်60ကိုဘယ်လိုရေးမလဲကြည့်ကြည့်အောင်60ကိုကြားလို့ရှိရင်90က L L ကိုအရင်ရေးတယ် L ကိုရေးပြီးတော့မှ 50ကိုတစ်ခါ30ထပ်ပေါင်းလာဖြစ်တဲ့အတွက်ဘာကိုရေးလဲဆိုရင် L ကနောက်မှာ S ကိုရေးလိုက်တယ်။အဓိပ္ပာယ်ကဘာလဲဆိုရင်50 10အဲ့တော့ဒီမှာအဲ့တော့ဒီယောမကိန်းကနန်းကိုရေးတဲ့အခါကျလို့ရှိရင်ကိုကနှုတ်ချင်တဲ့ကိန်းနှုတ်မယ်ဆိုလို့ရှိရင်30အောင်နှုတ်မယ်ဆိုရင် S ကိုရှေ့မှာရေးတယ်။ပေါင်းချင်တဲ့ဆိုရင်နောက်မှာထပ်ပေါင်းပြီးတော့ရေးရမျိုးဖြစ်ပါတယ်။ဆို so, uh, for a simple mathematical equation like 100 plus 27, 127, you will have to write uh, mathematical equation เนาะအဲ့တော့ရေးရိုးရှင်းရှင်းလေးဖြစ်တဲ့เนาะအသင်္ချာနဲ့သက်ဆိုင်တဲ့ညီမကြီးတို့ကိုတချို့ရေးတယ်ရေးတဲ့အခါမှာဘာလေးပဲဆိုရင်တရား အပောင်း29ကိုရေးတဲ့အခါမှာတဲ့ you will have to write အဲ့တော့ဒီချေတော့ကရေးရပြီတရားဖြစ်တဲ့အတွက်ဒီချေတော့ကဘာအောင်အရင်ဆုံးရေးရလဲဆိုရင် see you အရင်ရေးရတယ်ပြီး plus 20ဖြစ်တဲ့အတွက်22ခါဖြစ်တဲ့အတွက် ss ကို2ခါရေးရတယ် ss ရေးတယ်ပြီးရင်7ဖြစ်တဲ့အတွက် we we the 5 5ပြီးတော့နှစ်ခုထပ်ပေါင်းတာ5ကို1နှစ်ခါပေါင်းတာဖြစ်တဲ့အဲ1ရဲ့တင်ဂီတာဖြစ်တဲ့ i i ဆိုပြီးတော့2ခါရေးရတယ်အဲ့တော့တရားနာဆက်ခွင့်ကိုရေးလိုက်တဲ့အခါမှာဆိုရင်ဘယ်လိုရေးရလဲဆိုလို့ရှိရင် C X S V I I ဆိုပြီးတော့ရေးရတယ်။အဲ့တော့ not simple at all ဒီလိုရေးရတဲ့ဟာရိုးရှင်းရှင်းမဖြစ်တော့ဘူး။အဲဘလို့ဒီဖြစ်လာလဲဆိုရင် the larger the number အဲ့တော့ကိန်းကနဲနေရကြီးလာလေလေ the greater the trouble ဒုက္ခတွေပိုရောက်လေလေပဲ။အဲ့တော့ဒီမှာယာကန်နန်းတော်ဒီလောက်ရေးရဆိုထောင်ကန်နန်းပေါင်ကန်နန်းဆိုလို့ရှိရင်အများကြီးရေးရတဲ့ဒုက္ခတွေရောက်လာပါတယ်။အဲ့တော့ this illustration should be plain enough to help you see how important zero is အဒီရှင်းလင်းပြတဲ့အချက်ကလေးကိုကြည့်လိုက်လို့ရှိရင်သားတို့သမီးတို့တရှင်လင်းလင်းသိနိုင်တယ်အဲတုံညကဘလောက်တောင်အရေးပါလဲဆိုတာပေါ့ so အဲ့တော့ here i will explain about the two kinds of numerals အဲ့တော့ဒီချက်ဒီမှာ numerals နှစ်ခုအကြောင်းရှင်းပြပြီးဖြစ်တယ် the two kinds of numerals are arabic numerals and roman numerals အဲ့တော့ which one is easy for you အဲ့တော့ဘယ်အရာက arabic က ားတို့သမီးတို့တည်းလဲသလားဒါမှမဟုတ်ရှင် romance numeral ကဘယ်ဟာလွယ်တယ်လဲ okay then your sub เนาะကိုယ့်ကိုယ်လေးပဲစဉ်းစားကြည့်လိုက်ကြရအောင် another point to note is that another point to note is that ကကြတော့တားတို့သမီးတို့နောက်ထပ်အချက်လေးတစ်ခုသတိထားရမှာကတော့ in the real number system cases စနစ်မှာနော် not an imaginary number အဲ့တော့ကိန်းအောင်စနစ်မဟုတ်ဘူးကိန်းစစ်စနစ်မှာဆိုလို့ရှိရင်ね0 is the only number that is neither positive or negative အဲ့တော့၃ညသည်ကိန်းစစ်စနစ်မှာဆိုလို့ရှိရင်အပေါင်းလည်းမဟုတ်ဘူးအနှောက်လည်းမဟုတ်ဘူးတဲ့ဒါ၃ညကိုအပေါင်းလို့လည်းယူဆလို့မရဘူးအနှောက်လို့လည်းယူဆလို့မရဘူး therefore ဒါကြောင့်မလို့ zero represents the boundary between the negative and positive numbers အ၃ညကအနှောက်ကိန်းနေအပေါင်းကိန်းနေကြားမှာเนาะအလဲမှာသူကတည်ရှိနေပါတယ် အဲ so i love zero အဲဒါကြောင့်မလို့တုံညာကိုဒီရှာကြက်ရခြင်းဖြစ်တယ်သူကအပေါင်းလည်းမဟုတ်ဘူးအနှုတ်လည်းမဟုတ်ဘယ်ဘက်ကမှမလိုက်ဘူးအလဲမှာပဲသူကရှိနေတယ်ဟော this can be seen on the coordinate as mathematics and on many scales အဲဒီတုံညာရဲ့နဲ့ပတ်သက်ပြီးเนาะ scales တွေအလဲမှာရှိနေတဲ့ဆိုတဲ့အကြောင်းကိုသင်ချာမှာရှိရဲ့ coordinate မြင်းတွေကိုဆွဲတဲ့အခါမှာပဲဖြစ်ဖြစ် scales တွေကိုဆွဲတဲ့အခါမှာပဲဖြစ်ဖြစ်သာလို့သူမျိုးမြင်နိုင်ပါတယ် ။ဒါကြောင့်မလို့ here the word this in the passage ဒီထဲမှာရှိတဲ့ this ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်0က0 representing the boundary between the negative and positive number ။တုံညာကအပောင်းကိန်းလည်းမဟုတ်ဘူးအနှုတ်ကိန်းလည်းမဟုတ်ဘူးအလယ်မှာရှိနေတဲ့ဆိုတဲ့ဟာကိုပြညွှန်းဆိုထားတာပဲဖြစ်ပါတယ်။ For example uh, on a thermometer to measure the temperature of the air any point above 0 degrees freezing point is positive why any point below 0 degree celsius freezing point is negative and this is shown with the minus sign before the number as in minus 5 degree celsius or minus 20 degree celsius as the case may be နမူနာလေးနဲ့ကြည့်ရမယ်ဆိုရင်သာမိုမီတာမှာပေါ့နော် to measure the temperature of the air အဲ့တော့လေထုရဲ့အပူချိန်ကိုတိုင်းမယ်ဆိုရင်သာမိုမီတာမှာဆိုလို့ရှိရင် any point above 0ဒီဂရီအတုံညဒီဂရီရဲ့အပေါ်အပိုင်းပိုင်းကိုကြည့်လိုက်လို့ရှိရင် point နေမှန်သမျှသည် positive ဖြစ်တယ်။ why any point below 0 degree celsius အတုံညဒီဂရီ celsius ကအောက်မှာဆိုရင်တော့အ point is negative အနှုတ်တည်းဖြစ်တယ်။နော် that is shown ဒါကြောင့်မို့ဒါပြနေတယ်။ put the minus signs before number as in -5 degree celsius အဲ့တော့ အနှုတ်အ5ဒီဂရီဆယ်စီယပ်ဆိုလို့ရှိရင်တော့အနှုတ်နဲ့သွားတယ်အနှုတ်20ဒီဂရီဆိုလို့ရှိရင်လည်း -20 ဒီဂရီဆယ်စီယပ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးရေ minus sign တွေကိုအသုံးပြုတာဖြစ်တယ်အဲ့တော့ plus sign နဲ့ minus sign ရင်ကြားထဲမှာဘယ်သူကတရှိနေလဲဆိုရင်0တွေကတရှိနေတာပဲဖြစ်ပါတယ်အဲ့တော့ you may already know that zero is also used in declaring the score of a game အဲ့တော့နောက်တစ်ခုကသိရမှာကတော့သူတို့တီးပြီးသားလည်းဖြစ်မယ်။တုံရအောင်ဘယ်မှာတုံးနေလဲဆိုလို့ရှိရင်အာကစားပွဲတွေမှာဆိုရင်အမှတ်ပေးတဲ့အခါမှာတုံးတာဖြစ်ပါတယ်။ Declaring the scores of the game ဆိုတာအာကစားပွဲတွေမှာအမှတ်တင်ကြတဲ့အခါမှာတုံးတာဖြစ်ပါတယ်။ For example, at the beginning of the game အဲ့ဂိမ်းတစ်ခုရဲ့အစအာကစားပွဲတစ်ခုရဲ့အစမှာဆိုရင် Save Badminton အဲ့ Badminton မှာပြောတာဆိုလို့ရှိရင် The Emperor calls out เนาะဒိုင်လူကြီးကအော်လိုက်တယ်။အဲ့မှာ0 to 0 0 to 0လို့ all လိုက်တဲ့အခါကျရင်ဒါအမှတ်မရသေးဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နော် this mean that ဒီရဲ့အဓိပ္ပာယ်ကတော့ neither of the players has scored a point အဲ့တော့ player နှစ်ယောက်စလုံးကတယောက်မှအမှတ်မရသေးဘူးဆိုတာပြောတယ်0 to 0လို့ all လိုက်တယ် then အဲ့ဒီတောင်မှ the game proceeds အဲ့တော့ဂိမ်းကဆက်ပြီးတော့သွားမယ်ဆက်ပြီးတော့ကစားမယ်အဲ့တော့ we hear the emperor is called in all အဲ့တော့အဲ့ဒီအချိန်မှာဒိုင်နူကြီးခေါ်တဲ့ဟာကိုတကယ်လို့ကြားရတယ်ဘယ်လိုခေါ်ရလဲဆိုရင်0 to 1 အာ0တစ်ဖက်ကတုံညရရတယ်တစ်ဖက်ကအမှတ်တမှတ်ရသွားတယ်1 2 1တစ်ဖက်ကတမှတ်ရတယ်တစ်ဖက်ကတမှတ်ရတယ်3 2 2တစ်ဖက်ကတော့သုံးမှတ်ရတယ်နောက်တစ်ဖက်ကတော့နှမှတ်ရတယ် or 6 2 8เนาะ6မှတ်ရတယ်7မှတ်ရတယ်ဆက်တဖြစ် as the case maybe เนาะဒီအကစားပွဲကိုလိုက်ပြီးတော့အမှတ်တွေခေါ်တဲ့အတန်ကိုသားတို့တမီတို့ကြားအောင်မှာဖြစ်ပါတယ်အော် in tennis though we hear love instead of 0အဲ့တော့ tennis မှာဆိုရင်တော့အဲ့တော့၃ညเนาะအစားဘာလို့ကြားစင် love ဆိုပြီးတော့ကြားတာဖြစ်ပါတယ် actually အမှန်တကယ်တော့ it is not the english word love เนาะအဲ့ဒီစကားလုံးက love love ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးနော်သူရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ね it is french for at အဲ့တော့ပြင်သစ်ဘာသာစကားအရဆင်းသက်လာတာဖြစ်တယ်သူရဲ့အဓိပ္ပာယ်က at နော်ဥလို့အတန်းရတယ်ဒါပေမဲ့ the the french use of the word as to mean zero အတိအပြင်သစ်တွေက at ကို zero အနေနဲ့အသုံးပြုတာဖြစ်ပါတယ်အဲ့တော့ဒီမှာရှိရဲ့ it ကဘာကို refers လောက်တာလဲဆိုရင် the word love ကိုနော် refer လောက်တာပဲဖြစ်ပါတယ်အဲ့တော့ okay let's go to the next paragraph အဲ့တော့ဒီချက်တော့နောက်ထပ်စာပိုင်းတစ်ခုကိုကြည့်ကြည့်အောင် uh, nobody knows for certain who discovered zero အဲ့တော့ဘယ်သူကမှတုံညဘယ်သူရှာဖွေတွေ့ရှိလဲဆိုတော့မသိခဲ့ဘူးတုံညဘယ်လိုရလာလဲဘယ်သူကရှာဖွေလဲဆိုတော့မသိခဲ့ပါဘူးတဲ့ nobody knows for certain either when and where it was discovered ဘယ်သူမှလည်းမသိဘူးဘယ်အချိန်မှာရှာဖွေတွေ့ရှိခဲ့တာလဲဘယ်နေရာမှာစပြီးရှာဖွေတွေ့ရှိခဲ့တာလဲဆိုရင်ဘာလေးကိုလဲဆိုရင်တုံညအောင်ဟာတုံညအောင်ဘယ်အချိန်နဲ့ဘယ်နေရာတွေမှာရှာဖွေတွေ့ရှိခဲ့တယ်လဲဆိုတော့မသိခဲ့ပါဘူး However, ဒါပေမဲ့လည်း the general belief is that အဲ့တော့ယေဘုယယုံကြည်ချက်ကတော့တဲ့ it was the hindu mathematicians of the india who discovered zero အဲ့တော့အိန္ဒိယလူမျိုး hindu သင်္ချာပညာရှင်တွေကတုံညာကိုစတင် တွေ့ရှိခဲ့တယ်ဆိုပြီးတော့လူတွေကယုံကြည်ကြတယ်အဲ sometime in the 16th century also အဲ့တော့အချိန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဘယ်လောက်မှလဲဆိုလို့ရှိရင်600စုနှစ်လောက်မှာပေါ့နော် အဲ့တော့တုံညကိုဟိန္ဒူလူမျိုးတွေအဲ့တင်ချပညာရှင်တွေကနေပြီးတော့စတွေ့ရှိခဲ့လို့ပဲယုံကြည်ကြပါတယ်အဲ့တော့ the hindu word for it was sunyan meaning empty or white အဲ့တော့ hindu စကားလုံးမှာရှိတဲ့ sunyan ဆိုတာ zero ပေါ့နော် zero ဆိုတဲ့အဓိပ္ပာယ်ဆိုရင် empty ဘာမှမရှိတာပေါ့နော်ဘလာဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ် and it's also valid that အဲ့တော့ဒါကိုယုံကြည်ကြပါသေးတယ် the arabs borrow it from the hindus အဲ့တော့ arabic လူမျိုးတွေတုံးတဲ့0ကဘယ်သူကနေခြေယူထားတာလဲဆိုရင် hindu လူမျိုးတွေရှေ့ကသူကလက်ဆင့်ခံယူထားတာခြေယူထားတယ်ဆိုပြီးတော့သိရှိကြပါယုံကြည်ကြသေးတယ်တဲ့ and called it C4 ဟေလူတွေက0ဘယ်လိုခေါ်လဲဆိုရင် C4 လို့ခေါ်တယ် which began the rules of word for the English words အဲ့တော့အဲ့ဒီစကားလုံးကရင်းမြစ်စကားလုံးမဟုတ်ဘူး root words ဖြစ်လာတယ်မူလစကားလုံးဖြစ်လာတယ် C5 ကနေပြီးတော့ word C I P H E R C4 C5 ကနေရ and 0ဘာဖြစ်ပြောင်းလဲလာလဲဆိုရင်0ဆိုပြီးတော့ပြောင်းလဲလာတာပဲဖြစ်ပါတယ် now you understand how important 0 is အော်ဒါတို့မျိုးအခုချိန်မှာတော့တုံညကဘလောက်အရေးကြီးလဲဆိုတာကိုနားလည်လောက်ပြီးဖြစ်ပါတယ် OK who discover the zero အဲ့တော့ we don't know exactly ကျွန်တော်တို့ သူစတင်တွေ့ရှိလဲဆိုတော့မသိဘူးဒါပေမဲ့လည်း it was a hindu mathematicians who discover zero hindu လူမျိုးသင်္ချာပညာရှင်တွေကရှာဖွေတွေ့ရှိခဲ့တယ်လို့ကြုံကြည်ကြပါတယ် okay a complete essence below what a word or phrase from the reading passage အဲ့တော့အဲစာပိုက်ထဲမှာရှိတဲ့ phrase စကားစုတွေဒါမှမဟုတ်လို့ရှိရင်စကားလုံးတစ်လုံးတွေကိုအောက် အောက်မှာဖော်ပြတဲ့စာကြောင်းလေးတွေမှာဖြည့်ပြီးကြည့်အောင် are the one the word those in line 3 refers to အဲ့တော့ခုနကအဲစာကြောင်း3မှာပါတယ်နော် those ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာကိုညွှန်းဆိုတာလဲဆိုရင် Arabic numerals okay 2 one word in line 10 which means the same as plain or simple is အဲ့တော့စာကြောင်း30မှာရှိတယ် เนาะစကယ်လုံးတစ်လုံးဖြစ်တယ် plain နဲ့ simple ပေါ့เนาะရိုးရိုးရှင်းရှင်းဆိုတဲ့စကယ်လုံးကဘယ်စကယ်လုံးလေးဖြစ်မလဲတဲ့အဓိပ္ပာယ်တူတဲ့စကယ်လုံးကတော့ the answer is straightforward the two kinds of numerals are အဲ့တော့ကိန်းကနန်းနှစ်ခုကဘာလဲเนาะအမျိုးအစားနှစ်ခုကဘာလဲ the two kinds of numerals are arabic numerals and roman numerals အဲ့တော့ Arabi ကိန်းကနန်းနေနဲ့ယောမကိန်းကနန်းနေပဲဖြစ်ပါတယ် Okay for the world this in line 18 refers to စာကြောင်းရေး18မှာရှိတဲ့စကားလုံးလေး this ကဘာ refers လို့တာလေတဲ့အဲ့တော့ zero representing the boundary between the negative and positive number အဲ့တော့တုံညာက အနှုတ်ကိန်းနဲ့အပေါင်းကိန်းတွေရဲ့အလယ်မှာရှိတဲ့ကိန်းကနန်းလေးပဲဖြစ်ပါတယ် okay uh, the rest of the exercise you try to yourself အဲ့တဲ့ exercise တွေတော့တအားလို့တမီတို့ကိုယ့်အကိုဆက်ပြီးတော့ဖြည့်ကြည့်မယ် okay နော် so you can check answer here အဲ့တော့တအားလို့တမီတို့ဒီမှာလည်းအဖြေကိုဆစ်လို့ရပါတယ် Okay, now we are going to the question number B. Uh, B, give a short answer to each question below. အဲ့တော့ B မှာဆိုလို့ရှိရင်ဒီမှာ question တွေမှာ short answer လေးတွေပေးရမှာဖြစ်ပါတယ်။ Okay the first question is what is a passage about? အဲ့ survive ကဘာကိုပြောတာပါလဲ။အဲ့ဒီ survive ကဘယ်အကြောင်းကိုပြောတာလဲ။ဒီ survive ကပြောတဲ့အကြောင်းကတော့ the passage is about the origin and importance of zero. အဲ့ အဒီစာပိုက်ကဘာလဲဆိုရင်0ရဲ့မူလပထမအစဘယ်ရလဲ0ဘလို့အရေးပါတယ်လေအရေးကြီးတယ်လေဆိုတာကိုပြောတာပဲဖြစ်ပါတယ် What is the main difference between the two kinds of numerals? အ two kinds of numerals ဖြစ်တယ်ခုနကပြောတဲ့ RV ကိန်းကနန်းနဲ့ Roman ရောမကိန်းကနန်းရဲ့ကွဲပြားခြားနားချက်ကဘာလဲအဓိကကွဲပြားခြားနားချက်ကအဲ့တော့ The main difference between the two kinds of numerals is that the Arabic numerals start with zero, though there is no zero in Roman numerals. အဲ့တော့ Arabic ကိန်းကနေ Arabic ကိန်းကနေမှာတော့စတဲ့စကားလုံးက0ကနေစပြီးတော့ရောမကိန်းကနေမှာတော့၃ညာမရှိတာပဲဖြစ်ပါတယ်။ Okay, question number 3. Which of the two kinds of numerals is easy to use? Why? အဲ့တော့ ဒီစကယ်လုံးနှလုံးမှာနော်ယောမကိန်းကနန်းနဲ့အဲ RV ကိန်းကနန်းနဲ့မှာဘဲကနန်းကအသုံးပြရတာလွယ်ကူပါတလေဘာကြောင့်ပါတလေအဲ့တော့ for me နော် I agree with this answer ဒီချက်ကတော့ဒီအဖြေကိုဒီချက်လည်းသဘောတူတယ်ဒီချက်အတွက်ကလည်းဒီလိုပဲ the Arabic numeral is easy to use အဲ့တော့ RV ကိန်းကနန်းကတော့ဒီချက်တွေသုံးရတာလွယ်ကူတယ် because အဖဲကြောင့်ဆိုတော့ there is zero one which is essential in counting and calculation အဲ့တော့တက်ချက်ဖို့ပဲဖြစ်ဖြစ်ရည်တွက်ဖို့ပဲဖြစ်ဖြစ်ဒီခြေတော့အုံညတွေတစ်တီပါတာဖြစ်တဲ့အတွက်အုံညပါနေတာဖြစ်တဲ့အတွက်ကိုဒီကိန်းဂဏန်းနှစ်ခုထဲမှာ RV ကိန်းဂဏန်းကတော့သုံးရတာလွယ်တာပဲဖြစ်ပါတယ် Okay what does the hindu word for zero mean အဲ့တော့ hindu အဲစကေလုံးအရာအုံညရဲ့အဓိပ္ပာယ်ကဘာပါလဲ the hindu words for zero means empty or void အဲ့တော့ hindu ဟိုစကယ်လုံးအရာတုံညာရဲ့အဓိပ္ပာယ်ကဘလာဖြစ်ခြင်းဘာမှမရှိခြင်းပဲဖြစ်ပါတယ် okay uh for the rest question uh please try yourself အဲ့တော့ကျန်တဲ့ question လေးတွေကိုလည်းသားတို့သမီးတို့စူးစမ်းပြီးတော့ဖြေကြည့်လိုက်ပါဦး and you can check uh, your answer here အဲ့တော့ဒီမှာလည်းပဲသားတို့သမီးတို့ရဲ့အဖြေကိုပြန်ပြီးတော့အမှန်လားမှားလားဆိုတာကိုစစ်ဆေးလို့ရပါတယ်ပြန်တိုက်ကြည့်လို့ရပါတယ် okay now i'm start my reading comprehension lesson here အဲ့ဒီကျဲဒီနေရာမှာ reading comprehension question တွေနဲ့ပတ်သက်ပြီးတော့ဒီမှာအဆုံးသတ်မှာဖြစ်ပါတယ်။ Try yourself ကိုယ့်ကိုကြိုးစားကြည့်မယ်။ And practice and practice again and again ။အကွက်ကိုထပ်ခါတက်တက်ကလေ့ကျင့်ကြည့်မယ်။ Okay, thank you.